ကဲမင်္ဂလာပါမျိုးတို့ရေဒီကနေ့ကတော့เนาะကျွန်တော်အနေနဲ့မနေ့ကကျွန်တော်ပြီးခဲ့တာကဒီ၃ခွက်ဒီတင်ခွက်ဒီ၄ခွက်ဒီရံခွက်အနေနဲ့ကျွန်တော်ဒုတိယဒုတိယတင်ခွက်ကျွန်တော်ပြီးခဲ့တယ်နောက်ကျန်တာလေးတွေကတော့အရန်လေးတွေနဲ့ကျွန်တော်ရှောက်ချစ်ပြသွားလေးရှိတယ်အဲ့မှာကျွန်တော်တို့ပရမတ်တင်ခွက်ကြီးမှာမအောင်ခဲ့ခဲ့ပေမဲ့ဒုတိယတင်ခွက်ကလေးမှာကျွန်တော်တို့60ဆိုပြီးအောင်ခဲ့တယ်เนาะဒီတန်းလေးကလည်းကျွန်တော်ဦးဦးဖျက်ဖျက်တင်ဆက်တဲ့အခါမှာ အောင်ပွဲရခဲ့တယ်အောင်ပွဲရဆိုရင်ဒီမှာ3ဒီမှာ3ညဒီမှာ6 3ည6ဆိုပြောနော်ဒီကောင်းနဲ့ကျွန်တော်ထုတ်ထားတာဟုတ်နော်ထို့အတူပဲဒီမှာကျွန်တော်တို့ကဒီမှာဒီဒီကောင်းကမတူညီရတဲ့အတွက်ကကစားမယ်အခွေလည်းကစားလို့ရတယ်လို့ကျွန်တော်မနီးကပြောခဲ့တယ်မှာအခွေပါသူကထပ်ထွက်တယ်နော်52ဆိုပြီးတော့လေအခွေအနေနဲ့ထပ်ထွက်တယ်ဒီမှာအပေါ်အောက်ကလည်းပြီးခဲ့တယ်နော်ဒါပေမဲ့ကီးထိတ်ကတော့ကျွန်တော်တို့ကီးအနေနဲ့ပဲအောင်ခဲ့တယ်ထိတ်အနေနဲ့မအောင်ခဲ့ဘူးဘရိတ်ကလည်း6ဘရိတ်ဆိုပြီးအောင်ခဲ့တယ်နောက်တစ်ခါမွေးဘရိတ်ကျွန်တော်ပေးတာကလည်း9ဘရိတ်ဆိုပြီးကျွန်တော်တို့အောင်ခဲ့တယ်ပေါ့နော် အဲဘာပဲဖြစ်ဖြစ်အားလုံးဟိုကြက်ရကြက်ရလေးလိုက်ပြီးထိုးကြမဲ့လူတွေအနေနဲ့တော့အနည်းငယ်များတော့အောင်ပွဲတွေရကြလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ဒီမှာ60ဆိုရဲနေမှာကျွန်တော်တချို့ကတော့ပြောတယ်ကျွန်တော်အများနဲ့ပြောတယ်ကီးထိတ်လို့ကျွန်တော်ပေးတာနော်ကီးဘက်ဟိုထိတ်ကိုဘက်ကိုတင်ထိုးကီးဘက်ကိုရန်ထိုးလို့တော့ကျွန်တော်အမြင်မှားတယ်တချို့ကအဲ့ဒဲ့ပဲထိုးလိုက်တယ်ဆရာကြီးတယ်ဆိုပြောမပေါက်တဲ့လူကြီးရှိသလိုပေါက်တယ်ဆရာကြီးပေါက်တယ်ဆရာကြီးဆိုပြီးလာပြောတဲ့လူကြီးကလည်းတော်တော်များများရှိကြပါတယ်ဗျနော်ကဲအားလုံးဘာပဲဖြစ်ဖြစ်ကျွန်တော် ိုဈေးဥပောက်ခရီးပေါ့နော်20တိရโอเคသွားရတဲ့ဝင်လဲဝင်တာပါတယ်ကဲဒီကနေ့လဲကျွန်တော်တို့နောက်ထပ်20တိခရီးပေါ့နော်ထပ်ပေးပါအောင်မယ်ဒါကျွန်တော်နားရရဲ့မှာရှာထားတဲ့တွက်ခရီး20လေးတွေပါဗျာနော်ကဲကြည့်လိုက်အောင်ဒီ20တော့အောင်သွားပြီနောက်20အောင်ဖို့ပဲကျွန်တော်တို့အရေးကြီးပါတယ်ဗျာကဲအဲ့တော့နောက်20ကကျွန်တော်တို့ဘယ်ရစမလဲဆိုရင်၄၃၃၃၃၃စမယ်ဗျာနည်းနည်းစောင်းပေးပါအဲဒါရေးပြီး၄၃၃၃၃

6ကိုရဲ့ပါဝါဒီ4တဲ့6 6လေးဆိုတဲ့အပေါ်တန်းရတယ်တဲ့နော်ဒါဆိုရင်အောက်တန်းငါတို့ဘလို့တွက်မလဲတဲ့ဟောဘလို့တွက်မလဲဆိုတော့ဒီ3ညနဲ့ဒီ9နဲ့ပေါင်း3ညနဲ့9နဲ့ပေါင်းတော့9တဲ့9ရဲ့နှစ်ခက်က3 3ရဲ့ပါဝါက8 9 3 8ဆိုတာနဲ့ပြီးရမယ်တဲ့အပေါ်တလုံးအောက်တလုံးပြီးရမယ်တဲ့နော်ကဲအဲ့တော့ကျွန်တော်တို့ပြီးမယ်ပြီးကြည့်တဲ့ရအောင်65တဲ့ဟော65ဟာရီမှာ6ဟာရီမှာ9 ဆိုပြီးတော့အောင်ခဲ့တယ်တင်ငါဟာရီမတ်ဟာရီမငါတင်ငါဆိုပြီးတော့လေညအောင်မနေ့ကအောင်ခဲ့တယ်ဗျနော်တနည်းတည်းကလှတယ်လှလို့ကျွန်တော်ပြီးတာအောင်မြင်ပါကြည့်လို့တော့ကျွန်တော်ဆူတောင်းပါတယ်နော်ဒါကဲအဲ့တော့နောက်တနည်းနောက်တဲ့ဘွဲဘွဲကိုဆက်တွက်ပါမယ်5 6 5 6ငါ6တက်ခွန်တက်ခွန်ခွန်လေးခွန်လေးပုံရရှိ 66666ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မဲ့ဆိုရင်ဒီ9ရယ်ဒီ4ရယ်ပေါ့9 9ရယ်6ရယ်ပေါ့နော်9ငါ9ရယ်ပါဝါ3 3ရယ်နှစ်ခက်ကခွန်ခွန်ရယ်ပါဝါ2 9 3ညခွန်2ဆိုတဲ့အပေါ်တန်းနေတဲ့အောက်တန်းကဘလို့ရှာမလဲဆိုတော့ဒီ4ရယ်ဒီ6ရယ်ပေါ့3ညတဲ့3ညရယ်နှစ်ခက်ကခွန်ခွန်ရယ်ပါဝါ2 3ည9နှစ်ဆိုတာ ਨੇ ပြီးရမယ်တဲ့ကဲဓာရီထွက်သွားတယ်ကြည့်ရအောင်ဟောလေးလေးတဲ့မအောင်ပါဘူးဗျာ3ည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 3ဟာဒီမှာ3ည3ဟာဒီမှာ3ည3ည3ည3ဆိုပြီးတော့အောင်ခဲ့ပါတယ်ဗျာတက်ချင်တော့ယူပေါ့နော်နီးလေးတွေကတော့တော်တော်လေးလှတယ်အပြိပောက်ကလေးတွေပေါ့နော်ကဲတချို့ပြောမယ်အပြိပောက်ဆိုကနက်နေအများကြီးပါရှင့် ကနန်းနဲ့များရင်ကျွန်တော်ကနင်းအောင်လုပ်ရမှာကိုတောင်မယ်နော်ကိုပါကိုချုပ်နီးတွေမျိုးမျိုးရှိတယ်ကျွန်တော်လည်းပြီးရင်ချုပ်ပြမယ်ဒါကကျွန်တော်ချုပ်တယ်လို့မဟုတ်ဘဲနဲ့ကိုနီးကိုဟန်နဲ့ချုပ်ကြည့်လဲချုပ်ကြည့်နော်ကဲနောက်တော့နီးနောက်တစ်ပွဲတော့တမယ်ဆုံညာ3ခု3ခု3ခု3ညာ8 3ညာ8 2 4 2 3ဘယ်လိုခေါ်တော့မှာ2 3 6ခု6ခု ဲတော့ဒီမှာကျွန်တော်တို့တွက်မယ်ဆိုရင်ဒီ3ရယ်ဒီ4ရယ်ပေါင်းခွန်းဒီ6နဲ့ပေါင်းတဲ့အခါကျတော့3ပါတဲ့3 3ရယ်ပါဝါက8 8ရယ်နှက်ခက်က1 1ရယ်ပါဝါ6 38 16ဆိုတဲ့ကဏ္ဍလေးလုံးရပါတယ်တဲ့ကဲအဲ့ဒါကိုတွဲပေါ်ထပ်ရှာမယ်ဆိုရင်ဒီ9နဲ့ဒီ6နဲ့ပေါင်း1 1 2 8ရဲ့နှစ်ခတ်ဒီ8 8ရဲ့ပါဝါဒီ3 1 8 3ဆိုရတယ်တဲ့အပေါ်က38 16နဲ့အောက်က38 3နဲ့ပြီးရမယ်တဲ့ကဲ ဘာထွက်သွားတယ်လဲကြည့်လိုက်ရအောင်ပြီးမပြီးကြည့်တယ်မယ်နော်နှစ်ခွန်းနှစ်ခွန်းနဲ့မအောင်ပါဘူးဗျာ၈တုံး၈တုံးနဲ့ဟော၈တုံးမှာဟာဒီမှာ၈ဟာဒီမှာ၃၈တုံးနဲ့ဒီလိုအောက်ကယူလဲရတယ်နော်၈တုံးဆိုပြီးတော့ကျွန်တော်တို့အောင်ခဲ့ပါတယ်ဗျနော်ကဲနောက်တစ်ပြန်တွေ့မယ်ကို၆ခွန်း၉၉၆ခွန်း၉၅ခွန်းလေး၉၅ ခွန်လေးလေးတုံညာ9ရှစ်လေးတုံညာ9ရှစ်ဆိုပြီးဒီလိုမျိုးထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ6ရဲ့ဒီ4ရဲ့ပေါင်းတုံညာဒီ9နဲ့ပေါင်းတော့9ပါတဲ့ကို9ရဲ့ပါဝါ4 4ရဲ့နဲ့ခက်ခက်2 2ရဲ့ပါဝါ9 9 4 2ခွန်ဆိုတော့ခဏလေးလုံးနဲ့တဲ့တွဲပေါ်လေးထပ်ရှာမယ်ဆိုဒီ9နဲ့9နဲ့ပေါင်း10ပါတဲ့ ရှစ်ရှစ်ရဲ့နှစ်ခက်က1တရပါဝါ6 116ဆိုတာ ਨੇ ပြီးရမယ်တကယ်ပြီးမပြီးကျွန်တော်ကြည့်တယ်အောင်နှစ်တစ်နှစ်တစ်ဟာဒီမှာနှစ်ဟာဒီမှာတစ်နှစ်တစ်ဆိုပြီးအောင်ခဲ့ပါတယ်48 48ဟာဒီမှာ4ဟာဒီမှာ8 48ဆိုပြီးတော့လေညမနဲ့ထအောင်ခဲ့ပြန်ပါလေဗျ ကဲနောက်တစ်ပင်တွေ့ပါမယ်6399 6399 9ကို3433 3433 9ကို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 9ဆိုရင်ဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ9ရဲ့ဒီ ticket ပေါင်းတော့3ည3ညနဲ့ဒီ9နဲ့ပေါင်းတော့9ပါပဲတဲ့9ရဲ့ power 4 4ရဲ့နှက်ခက်က2 2ရဲ့ power 9 6လေး2ခွန်ဆိုတဲ့ကီလေးလုံးကိုတဲ့အောက်ကတွဲပေါ်လေးကျွန်တော်ရှာလိုက်မယ်ဆိုရင်3ရဲ့6ရဲ့ပေါင်း2 2 2နှစ်ခတ်က4 4ရဲ့ပါဝါ6 2 4 6ဆိုတာနဲ့ကျွန်တော်ပြီးရမယ်တဲ့ကဲအဲ့မှာဘာလေးထွက်သွားတယ်ကြည့်လိုက်ရအောင်4 6ဟာဒီမှာ4ဟာဒီမှာ6 4 6တဲ့ခွန်လေးခွန်လေးဟာဒီမှာခွန် ဟာဒီမှာ၄ခွန်၄ဆိုပြီးတော့ညမနဲ့ထပ်အောင်မြန်ပါလေဗျညမနဲ့လည်းတော်တော်အောင်လေဗျဒီနေ့ကတဲ့ဆက်ပြီးအောင်ဖို့ပဲကျွန်တော်တို့ဆူတောင်းအောင်ပါနော်ကဲနောက်တစ်ပြင်အတွက်မယ်2363 2363 3 2943ရ2943ရတရှိတခွန်တရှိတခွန်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထပ်ထားပါတယ် အဲ့တော့ကျွန်တော်တွက်မယ်ပေါ့နော်အလုပ်တွေပေါ်ပေါ်လာရင်အာရုံပျောက်ပျောက်ဟိုဟာဒီ6ကဒီ3ညရဲ့ပေါင်းတော့6ဒီ1နဲ့ပေါင်းတော့ခွန်ပါတဲ့ခွန်ခွန်ရဲ့ပါဝါ2နှစ်ရဲ့နှခက်က4 4ရဲ့ပါဝါ9ခွန်2 4 9ဆိုတော့ကီလေးလုံးရပါတယ်တဲ့ကဲအဲ့ဒါဆိုရင်ကျွန်တော်တွဲပေါ်အနေနဲ့ကစားမယ်ဆိုရင်ဒီ3ရဲ့ဒီ1ကပေါင်း4လေးရဲ့ပါဝါ9ကိုယ့်ရဲ့နှက်ခတ်က6လေးကိုလေးရဲ့နှက်ခတ်က2 ဟော sorry အဲ၄ရက်နှစ်ခက်က2ရက်ပါဝါကခွန်ဒီလိုဒီရေးလိုက်မယ်နော်၄2ခွန်နဲ့နော်အဲအဲ့လိုဘီကဟိုဖြစ်ဖြစ်လာကျွန်တော်နည်းနည်းလေးကြောင်ကြောင်ပါကဲအဲ့တော့ကျွန်တော်အဲ့မှာကြည့်မယ်ဘာတွေထွက်သွားသလဲလို့၄9 6ကိုတဲ့ဟာဒီမှာ၄ဟာဒီမှာ9 6ကိုဆိုပြီးအောင်ခဲ့ပါတယ်ခွန်9ခွန်9 ဟာရီမာခွန်ဟာရီမာကိုခွန်ကိုဆိုပြီးတော့လေညာရောမနဲ့ကောထပ်အောင်မြန်ပါလေဗျ။နော်။ကဲနောက်တစ်ပြန်တွေ့ပါမယ်။3863တောင်ည863 33 33 3925 3925ဆိုဒီလိုမျိုးထပ်ထားပါဗျ။အဲ့ဒါကိုကျွန်တော်တွေ့ပါမယ်။တွေ့မယ်ဆိုရင်ဒီ6ကဒီ3ညရဲ့ပေါင်းတော့6 ဒီ3နဲ့ပေါင်းတော့8ပါတဲ့8 8ရဲ့ပါဝါက3 3ရဲ့နှစ်ခက်က5 5ရဲ့ပါဝါ3ညကျွန်တော်လည်းခဏခဏမှားတတ်တယ်เนาะဒီလို3ပွင့်ဆိုင်ယူတဲ့ဟာကပါဝါစရတယ်เนาะဒီလိုဒေါင်းပေါင်းတာကနှစ်ခက်ကစရတယ်เนาะအဲ့ဒါလေးကျွန်တော်ကခဏခဏမှားဆိုကြံတဲ့လူလည်းမှားမှာဆိုလို့သတိပေးတာပါเนาะအဲ့တော့ဒီ8ကဲတဲ့ဒီ2ကဲပေါင်း3ညတဲ့3ညရဲ့နှစ်ခက်ကခွန်ခွန်ရဲ့ပါဝါ2 8 3 5 3ညကို3ညခွန်2နဲ့ပြီးရမယ်တဲ့ကဲဘာလေးထွက်သွားလဲကြည့်တတ်ရအောင်

2925ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထပ်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်ပါမယ်ဘယ်လိုဖြစ်တော့မှာအတန်းဒီ1ကဲဒီ6ကဲပေါင်းတော့6ဒီ2နဲ့ပေါင်းတော့1 1 1ရဲ့ပါဝါ6 6ရဲ့နှခါက9 9ရဲ့ပါဝါ4 1 6 9 4ဆိုတဲ့အပေါ်တန်းနဲ့တဲ့အောက်တန်းအတွက်ကဒီ9နဲ့2နဲ့ပေါင်း1 1ရဲ့နှစ်ခက်က8 8ရဲ့ပါဝါ3 1 8 3ဆိုတာ ਨੇ ပြီးရမယ်တဲ့ဟာလားအဲ့ဒီတော့ကျွန်တော်တို့အပေါ်အောက် ပြီးကဏ္ဍနေတော့ရပြီတဲ့ကျွန်တော်တို့ထုတ်ကြည့်လိုက်ကြအောင်နော်ထုတ်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ key take ဟိုမော်လေးပွားနေမင်းရဲ့လက်ကရှောင်းလို့ key take key take ကတော့ဒီကနေ့ကျွန်တော်တို့ထိတ်အနေနဲ့မအောင်ပဲ key အနေနဲ့ပဲအောင်ခဲ့တယ်နော်မင်းရဲ့ဖငါအတွက် key take က2 4ခုနကတန်းလေးကအပေါ်တန်းက1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 165 156 167 168 169 170 171 172 173 174 175 176 177 178 169 180 လေအဲ့တော့အပေါ်တန်းက169လေအောက်တန်းက183အဲ့တော့ကျွန်တော်တို့ဒီမှာပြန်ကြည့်မယ်ဆိုရင်ကျွန်တော်ရဲ့အကြိုက်ပြောမယ်ဆိုရင်ဒီမှာထိတ်နေတဲ့ညီအောင်ဆိုရင်64ပဲကျွန်တော်တို့မူစီထားကစားရတော့မယ်ဟုတ်လားအဲ့တော့ကျွန်တော်ထိတ်နေပဲညီတာလေးကိုကတ်လိုက်မယ်အဲ့တော့68 68 63 ကိုတုံလေးတိနော်တကားလေးတိလေးရှိလေးရှိလေးတုံလေးတုံဆိုပြီးဒီလိုမျိုးရမယ်နော်အဲ့တော့ကျန်တာလေးတွေကတော့ကိုပါကိုပေါ့နော်ဥပမာ1 1တို့1 8တို့1 3တို့6 1 6 8တို့6 8တို့6 3တို့ 6တို့6ရှစ်အဟ6တို့6တို့ပြီးသွားပြီเนาะအဲ့တော့6တိအဲ့အဲ့ဓာတ်ကြီးကတော့ကိုဖောက်ကိုတွဲကျင်တယ်ဆက်တွဲပေါ့เนาะငါတို့ကတော့လုံချုံအောင်လုပ်မယ်ဆိုရင်တော့လုပ်လို့ရတယ်ပေါ့เนาะအဲ့မှာကျွန်တော်တို့ brake line လေးနဲ့ကြည့်မယ် brake line ကတော့ဒီကနေ့အញ្ញံမဲအောင်ခဲ့တယ်เนาะ brake line နဲ့ကျွန်တော်ထပ်ပြီးထုတ်မယ်အဲ့ brake က1 2 6ခွန်းနဲ့အဲ့မှာ1နှစ်ဒီ main brake ပါတဲ့เนาะ1နှစ်ဒီ main brake ပါတဲ့အဲ့တော့ကျွန်တော်တို့1 1နှစ်နဲ့ပတ်သက်တာကိုလိုက်ကြည့်မယ်ဆိုရင် နှစ်နဲ့ပတ်သက်တာ63နရကနှစ်ပြိနဲ့ပတ်သက်တာ48နော်အဲ့လိုရမယ်နောက်တော့အယံပရိတ်တွေနဲ့ဆိုရင်68နဲ့43ဟုတ်ပြီနော်68နဲ့43လို့ကျွန်တော်တို့ရတယ်ရတဲ့အခါမှာကျွန်တော်တို့ပြန်ကြည့်မယ်ပြန်ကြည့်မယ်ဆိုရင် ျွန်တော်တို့ဒီကောင်လေးကမထွက်သေးဘူးမထွက်သေးဘူးမထွက်သေးဘူးဆိုတော့ကျွန်တော်တို့ကက93ဆိုတာကအားနေတယ်၄၈ဒီမှာ၄ဒီမှာ၈48ဆိုတာအားသာတော့ဟုတ်ပြီနော်48ပြော68ဆိုတော့ဒီမှာ9ဒီမှာ8 68လဲโอเคတယ်နော်အဲ့တော့48နဲ့68ကိုပို့ပြီးအားသာတယ်ကျွန်တော်အကြိုက်ဆုံးပြောရင်48ဖြစ်တယ် နော်နောက်တစ်ခုကျွန်တော်ပြောချင်တာကအဲ့နှစ်ခုကပို့ပြီးအားတာတဲ့အချက်ကိုကျွန်တော်ပြောမယ်ဟိုရွှေမင်းရွှေချောင်းသားမှာမပြောလိုက်မိဒီမှာပြန်ကြည့်ရှေ့နှလုံးနဲ့ပဲပြီးသွားတယ်နော်ဒီရှေ့နှလုံးနဲ့ပဲပြီးသွားတယ်ဟုတ်တယ်နော်ဒီရှေ့နှလုံးနဲ့ပဲပြီးသွားတယ်ဟုတ်တယ်နော်ဆိုရနေမှာဒီဒီကောင်တစ်ခုပဲကျွန်တော်တို့နောက်တစ်လုံးနဲ့ပြီးတယ်နော်နောက်တစ်ခါဒီမှာဒီရှေ့နှလုံးနဲ့ပြီးတယ်နောက်တစ်ခါဒီရှေ့နှလုံးနဲ့ပြီးတယ် ောက်တစ်ခါဒီရှေ့နှလုံးနဲ့ပြီးတယ်ဟုတ်တယ်နော်ဒီရှေ့နှလုံးနဲ့ပြီးတယ်အခုလည်းဒီရှေ့နှလုံးနဲ့ပြီးမယ်ဆိုရင်တစ်ရှေ့နဲ့ပဲပြီးเสียရရှိရဲ့အတွက်ကိုပို့ပြီးတော့ကျွန်တော်တို့၄ရှေ့၉ရှေ့ကအားတာတယ်လို့ကျွန်တော်အနေနဲ့ယူဆတယ်ပေါ့နော်အဲဒါတကယ်လို့ဟိုအနောက်ကနေပေါ့ဟိုတပင်တစ်ခါတလေတော့ဖောက်တတ်တာရှိတယ်ကျွန်တော်ကြည့်တဲ့အခါကျတော့ညာသောအဖြစ်ရှေ့နှလုံးကနေစောစောစောဖြစ်တဲ့အတွက်၉၈နဲ့၄၈ကပို့ပြီးကျွန်တော်အနေနဲ့အားတာတယ်လို့ကျွန်တော်အနေနဲ့ယူဆပါတယ်ဗျနော်ကဲအဲ့တော့ကျွန်တော်တို့ ဟဲ့ဒီမှာလည်းပေါ့နော်ကျွန်တော်ခုနဟိုနောက်လုံးနဲ့ပြီးတယ်လို့ပြောလို့မရဘူးเนาะအရှိလုံးနဲ့ပြီးတယ်လို့ရတယ်ဒီမှာပေါင်းလဲဆိုရှစ်သုံးကိုဒီမှာရှစ်ဒီမှာသုံးဆိုပြီးယူလို့ရှိရင်လည်းဒါရှစ်လုံးနဲ့ပြပြီးတယ်ဟုတ်တယ်ကျွန်တော်ကြည့်တာအကုန်လုံးကအဲ့တော့အရှိလုံးနေနဲ့ပဲပြီးတာဖြစ်တဲ့အတွက်အခုလည်းအရှိလုံးနဲ့ပြီးမယ်ဆိုရင်ဒီတစ်ရှစ်ဆိုတာထိပြီးတော့မှပြီးရမှာဖြစ်တဲ့အတွက်ခုနကျွန်တော်တို့ပြောတဲ့48နဲ့68ဒီကျွန်တော်ရဲ့အတွက်တော့အကျိုက်ဆုံးဖြစ်တယ်ထပ်ပြီးတော့ နော်ကျွန်တော်ပြောချင်တာကထပ်ပြီးတော့အကြိုက်ဆုံးကတော့ကျွန်တော်48ဖြစ်တယ်ဗျာနော်အဲ့လိုပဲကျွန်တော်ပြောမယ်48ပို့ကြိုက်တယ်ဒါပေမဲ့ကိုဘာဖြစ်လို့48ကိုပို့ကြိုက်တယ်48ကကျွန်တော်တို့ main break မလို့ပို့ကြိုက်တယ်နော်ဒါပေမဲ့ဟိုဒီကနေ့လို့အရန် break နဲ့ထွက်သွားမယ်ဆိုရင်68ကကောင်းနေပြန်အောင်နော်အဲ့တော့နောက်တစ်ခုတန်းနဲ့လည်းညီတယ်တန်းကလည်းထပ်ဖို့အားများတယ်ဘာဖြစ်လို့လဲဆိုတော့ဒီတန်းနဲ့ဒီတန်းကိုပြန်ကြည့်ဒီတန်းနဲ့ဒီတန်းကိုပြန်ကြည့်မတိမ်မြင်နေဟုတ်တယ်နော်မတိမ်မြင်နေ လေး6 6 1အဲ6 6 1ဟုတ်လားအပေါ်မှာတရှိဟာ6 6တရှိဓမ္မတရှိသုံးတော့အဲတူညီတာကိုဖယ်လိုက်မယ်ဆိုရင်6 6ကိုဖယ်လိုက် အောက်တန်းတရှိပဲရှိရနော်အဲ့တော့ကျွန်တော်ကျွန်တော်ကြိုက်တာကိုကျွန်တော်ပြောတာနော်အမျိုးလိုလဲကြိုက်မလားကြိုက်တွင်ယူပါအကြိုက်မလို့ယူပါနဲ့နော်ဒါကျွန်တော်နားနေရက်ကလေးမှာ ကျွန်တော်စူးစမ်းပြီးရှာဖွေလို့တွေ့ရှိတဲ့ဟာလေးကိုကျွန်တော် တင်ပြခြင်းပဲဖြစ်ပါတယ်เนาะစူးစမ်းပြီးရှာဖွေလို့တွေ့ရှိတဲ့နေရာမှာနှစ်မျိုးရှာလို့တွေ့တယ်အခုပထမတစ်မျိုးကတော့ဇေယျပေါအောင်သွားခဲ့ပြီးဒုတိယမျိုးလဲဆက်ပြီးအောင်လိမ့်မယ်လို့တော့ကျွန်တော်အနေနဲ့ယူဆပါတယ်အောင်လဲအောင်ပါစေလို့လည်းဆုတောင်းပါတယ်အဲ့ဒီဆုတောင်းတိုင်းပြည့်ပြီးတော့တင်ကွန်များလဲရရှိကြပါစေလို့ထပ်ပြီးဆုတောင်းပေးဒီကနေ့ဒီပူလိုဖိုင်ကိုဒီမာနေမဲ့ကျွန်တော်အဆုံးတတ်လိုက်ပါတယ်ဗျာအားလုံးစိတ်ချမ်းသာကိုချမ်းမာနဲ့ပျော်ရွှင်နိုင်ကြပါစေ